မေရိကန်ပြည်ထောင်စုဟာယူကရိန်းစစ်ပွဲမှာစံတက်ထားပြီးသားဒေါ်လာတန်900နီးပါးတန်ဖိုးရှိအစင်းမြင့်ဒုံးကျည်စနစ်တစ်ခုကိုထိုင်ဝမ်ကို ရောင်းချခဲ့တယ်လို့အတည်ပြုခဲ့ပြီးတိုင်ပေအပေါ်ထောက်ခံမှုကိုထပ်လောင်းအတည်ပြုခဲ့ပါရယ်။အဲ့ဒီဒုံးကျည်စနစ်ဟာယူကရိန်းကိုပေးပို့တဲ့စုစုပေါင်းဒေါ်လာ1ဘီလီယံတန်ဖိုးရှိတဲ့တပတ်အတွင်းဒုတိယမြောက်လက်နက်ပက်ကိတ်ထဲမှာပါဝင်တာပါ။ အင်ဒိုပစိဖိတ်ဒေတာမှာလက်ရှိဒီစနစ်ကိုတုံးဆွေးနိုင်တာဟာဩစတြေးလျနဲ့အင်ဒိုနီးရှားနိုင်ငံတို့သာဖြစ်ပြီးစုစုပေါင်းဒေါ်လာ1ဘီလီယံတန်ကျရှိလက်နက်ရောင်းချမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်အဲ့ဒီအစစ်မြင့်တုံးကြီးစနစ်၃ခုကိုထိုင်ဝမ်ကရရှိလိုက်မယ်လို့အမေရိကန်ပြည်ထောင်စုကပြီးခဲ့တဲ့နှစ်မှာပြောပါရယ်အမျိုးသားအစစ်မြင့်မြေပြင်မှဝင်ပြီးတုံးကြီးစနစ်နာဆမ်တာလက်ပစ်လေကြောင်းကာကွယ်ရေးနည်းလမ်းတွေကို PTS ကုမ္ပဏီကထုတ်လုပ်ထားပြီးထိုင်ဝမ်အတွက်လက်နက်အတစ်တစ်ခုဖြစ်ပါရယ် ပြည်နယ်ကွန်ကကုမ္ပဏီကို NASA စုယူနှစ်တွေဝယ်ယူဖို့အတွက်ခိုင်မာတဲ့ဈေးနှုန်းသတ်မှတ်ထားတဲ့စာချုပ်တရက်ပေးအပ်ခဲ့ပြီး2031ခုနှစ်ဖေဖော်ဝါရီလမှာလုပ်ငန်းပြီးစီးမယ်လို့ခန့်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်။ PTS ကုမ္ပဏီကမချက်ပေးဖို့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။ရုရှားကျူးကျော်မှုကိုခုခံကာကွယ်ဖို့အတွက်ယူကရိန်းမှာအသုံးပြုနေတဲ့ NASA စနစ်ဟာလေကြောင်းကာကွယ်ရေးစွမ်းဆောင်ရည်ကိုထူးထူးခြားခြားတိုးမြှင့်ပေးပြီးအဲ့ဒီစနစ်အပေါ်တောင်းဆိုမှုတိုးလာနေတဲ့အတွက အမေရိကန်ပြည်ထောင်စုကထိုင်ဝမ်ကိုပို့ဆောင်နေတာဖြစ်ပါတယ်။ထိုင်ဝမ်စစ်တပ်ဟာတရုတ်နိုင်ငံကလှုပ်ဆောင်လာနိုင်တဲ့တိုက်ခိုက်မှုတွေကိုပုံမကောင်းမွန်စွာတုံ့ပြန်နိုင်ဖို့လက်နက်သက်ဆင်မှုကိုမြင့်တင်နေပြီးအရေးကြီးတဲ့ရေကြောင်းထောက်ပံ့ရေးလမ်းကြောင်းတွေကိုကာကွယ်နေပါတယ်။ ထိုင်ဝမ်စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေတဲ့တာလန့်နဲ့တာဝဲပြစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ပေါင်းဆက်လိုက်တဲ့အခါ၎င်းတို့ဟာအလွာပေါင်းစုံလေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကိုဖွဲ့စည်းနိုင်ကအမြင့်မြေလုံခြုံရေးကိုတိုးမြင့်နိုင်မှာဖြစ်တယ်လို့ဝန်ကြီးဌာနကပြောဆိုထားပါတယ်တရုတ်စစ်တပ်ဟာထိုင်ဝမ်တဝိုက်ကိုနှင်းစင်နီပါလှုပ်ရှားလေးပတ်နေပြီးအဲ့ဒီလောက်ရက်ဟာထိုင်ဝမ်တပ်ဖွဲ့တွေကိုစမ်းတက်ပြီးအာရုံပြင်ပအောင်လုပ်နေတဲ့မိခူးရောင်စုံမဟာဗျူဟာလို့တိုင်ပေကလည်းရှုမြင်သုံးသပ်ထားပါရယ် တရားဝင်တန်တမန်ဆက်ဆံရေးမရှိပေမဲ့လည်းအမေရိကန်ပြည်ထောင်စုဟာထိုင်ဝမ်ကိုဥပဒေအရသူ့ကိုယ်သူကာကွယ်နိုင်မယ့်နီလန်းတွေကိုပံ့ပိုးပေးဖို့တာဦးတည်ထားပြီးပေကျင်းရဲ့စက်တိုက်ဒေါ်လာထွက်နေမှုကိုလိလိုရှုထားတာဖြစ်ပါတယ်။